တရားဝင်တစ်ခုကမြင်ယောင်ကြည့်လိုက်ပါလားရှင်းနေတွေကအချက်အလက်တွေနဲ့ထိုးနှက်နေကြတယ်တတိတွေကကြမ်းကျင်ပြီးထွက်ဆိုနေကြတယ်တရားသူကြီးကအရာတို့ကိုချိန်ဆနေတယ်အဲဒီလိုနေရာမှာ အမှန်တရားဆိုတာကိုဘလို့တိဆောက်ကြတယ်လဲပြောလိုက်တဲ့စကားတခွင်တင်လိုက်တဲ့စာရွက်တိရွက်ကဘယ်ချိန်မှအမှုအတွေ့အရေးပါလာပြီးတော့ဘယ်ချိန်မှအထုံးမဝင်ဘူးလို့ဆုံးဖြတ်ခံရတယ်လေအဲ့နောက်ခွေကစီမင်းကြီးကဘာတွေလဲရှင်အမ်ဒီနေ့မှာတော့ အဲ့ဒီစီမီနီအခြေခံအုံမြက်ဖြစ်တဲ့မြန်မာနိုင်ငံရဲ့စတိယာရှိစုခုနှစ်ခုနဲ့တပ်သေးခံအဥပဒေအပိုင်း၃မှာပါတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုအတူတူလေ့လာကြည့်ကြအောင်။ဒါကဥပဒေစာအုပ်ထဲကခက်ခဲတဲ့စကားလုံးတွေဖြစ်နိုင်ပေမဲ့တကယ်လို့တရားစီရင်ရေးတစ်ခုလုံးဘလို့လဲပတ်နေတယ်လဲဆိုတာကိုနားလည်ဖို့အတော်ချက်ပဲလေ။ဟုတ်ပါတယ်ခင်ဗျာ။ဒီဖွင့်ဆိုချက်တီဟာဥပဒေရဲ့ဘာသာစကားကိုနားလည်ဖို့အတွက်အပိဒံတစ်ခုလိုပါပဲ။အကြောင်းအရာဆိုတာပါလေ။ဘယ်ရာကတပ်သေးခံချက်ဖြစ်တယ်လဲ။ တရားရုံးတစ်ခုကအချက်တစ်ချက်ကိုတက်တဲ့ခြေရှားတယ်လို့ဘယ်လိုစံနှုန်းရယ်ဆုံးဖြတ်တယ်လဲဆိုတာကိုနားလဲသွားရင်လေတရားခွင်တစ်ခုလုံးရဲ့မြင်ကွင်းကပို့ပြီးရှင်းလင်းလာပါလိမ့်မယ်ဒါတွေကစာတွေ့တက်တက်မဟုတ်ပဲလက်တွေ့မှာအနိုင်ရှုံးကိုအဆုံးဖြတ်ပြတဲ့ကိရိယာတွေပါကဲဒါဆိုအခြေခံအဆုံးဆုံးအချက်နဲ့ဆက်လိုက်ကြအောင်ဒီအရာတွေအားလုံးဖြစ်ပျက်နေတဲ့နေရာ တရားရုံး court ဆိုတာနဲ့ပေါ့ကျမတို့တရားရုံးလို့ပြောလိုက်ရင်ခုံးထဲမှာတရားသူကြီးတယောက်ထိုင်နေတဲ့ပုံကိုပဲပြင်မြင်ကြလာလေ့ ဥပဒေမှာရောအဲ့ဒီလောက်ပဲလားရှင်ဥပဒေရတော့အများကြီးပိုကျေပြတ်ပါတယ်ခင်ဗျတရားမှနဲ့ရာဇဝတ်တရားသူကြီးတွေပြင်းပေါ်တော့ဥပဒေရသက်တေခံချက်ရာယူပိုင်းခွင့်ရှိသူတိုင်းဟာတရားရုံးရဲ့အဓိပ္ပာယ်ထဲမှာပါဝင်ပါတယ်ဥမာအမှုစစ်ဆေးဖို့တရားရုံးကခန့်အပ်လိုက်တဲ့ကော်မရှင်နာညင်းကြီးတယောက်ကိုစဉ်းစားကြည့်သူဟာတက်တေတယောက်ကိုသူ့ရုံးခန့်မှာခေါ်ယူစစ်ဆေးတဲ့အခါအဲ့ဒီလုပ်ငန်းစဉ်အတွက်သူဟာတရားရုံးလို့သတ်မှတ်ခံရတာပါပဲအော် သူမှတသက်ခံချက်ရယူပိုင်ခွင့်ရှိနေလို့ပေါ့ဟုတ်ပါတယ်ဒါဆိုရင်စိတ်ဝင်စားစရာတစ်ခုကဘသူတွေကတော့တရားယုံမဟုတ်ဘူးလေအဲ့ဒါကပို့ပြီးအရေးကြီးတဲ့အချက်ပါဒီအသေးပဲဖွင့်ဆိုချက်တမှာလုံးဝမပါဝင်တာကခုန်တမာရီလူကြီးတွေပါ arbitrators စီးပွားရေးအငင်းကွားမှုတွေမှာတွေ့ရတတ်တဲ့ပုံကိုယ်တွေနော်ဟုတ်ပါတယ်ဘာကြောင့်သူတို့မပါဝင်လဲဆိုတော့သူတို့ကတသက်ခံဥပဒေရဲ့တင်းကျပ်တဲ့စီမင်းစည်းကမ်းတွေအတိုင်းလိုက်နာကြအောင်မလို့လို့ပါပဲ သူတို့ရဲ့လုံငန်းစဉ်ကပေါ်ပြီးလွတ်လပ်တယ်ပေါ်ပြီးလိုက်ယုံကြည်ထွေရှိတယ်လीထွေတဲ့တရားယုံကိုတည်သွားပြီအဲ့ဒီစင်မင်းပေါ်မှာ တင်ပြကြတဲ့အရာတွေအကြောင်းအရာ fact ဆိုတာကြတော့ရောဘာကိုပြောတာလဲမျက်စိနဲ့မြင်နိုင်တာလက်နဲ့ကြိုက်လို့ရတာတွေကြီးပဲလားကောင်းနေမိခွန်ပါပဲဥပဒေကအကြောင်းအရာကိုအဓိကနှစ်ပိုင်းခွဲထားတယ်ပရမတ်မျိုးကလွယ်ပါတယ်ရုပ်ပိုင်းဆိုင်ရာအကြောင်းအရာ physical facts ပေါ့ဒါကကျွန်တော်ရဲ့အာယုံ၅ပါးနဲ့တိုက်ရိုက်တည်နိုင်တဲ့အရာတွေပါ မြင်တာကြားတာနားတာအဲ့ဒါတွေလားဟုတ်ပါတယ်အခန်းထဲကဆော့ဝဲပေါ်မှာသွေးစွန်းနေတဲ့ဓာတ်တချောင်းရှိနေတယ်ဆိုတာမျက်စိနဲ့မြင်နေတဲ့အကြောင်းရပါညာဆဲနာဒီမှာတင်းနဲ့တန်ကြလိုက်ရတယ်ဒါမှမဟုတ်တေဟာခန်ကမင်းကိုတတ်မယ်လို့ချင်းချော်ပြောဆိုခဲ့တယ်ဆိုတာတွေပါနားနဲ့ကြားနေတဲ့အကြောင်းအရာလေးဖြစ်ပါတယ်အဲ့ဒါကတော့ရှင်းပါတယ်ရှင်ဒါပေမဲ့နောက်တစ်မျိုးကပိုစိတ်ဝင်စားဖို့ကောင်းမဲချင်တယ်ဟုတ်ပါတယ်နောက်တစ်မျိုးကစိတ်ပိုင်းဆိုင်ရာ အကြောင်းအရာ psychological facts ပါဒါက လူတယောက်ရဲ့စိတ်ထဲမှာပဲတည်ရှိတဲ့အရာတွေပါ မျက်စိနဲ့တိုက်ရိုက်မမြင်နိုင်ပါဘူးဥပမာဥပမာလေးနဲ့ပြောပြပါလားဥပမာလူတယောက်မှာရှိတဲ့ရည်ရွယ်ချက်သူ့ရဲ့ထင်မြင်ချက်ဒါမှမဟုတ်လူမှုအတိုင်းအဝိုင်းကသူ့ပေါ်တမတ်ထားတဲ့ဂုဏ်တင်းကြောစားမှု reputation မျိုးပေါ့ဒါတွေကိုတခြားအချက်လက်တွေနဲ့တွဲဝိုက်ပြီးတက်တည်ပြရတာပါဒါကတော်တော်လေးကိုနားလည်ရခက်တဲ့အပိုင်းပဲလူတယောက်မြင်တာကြားတာကိုတက်တည်ပြရတာပါတမျိုးဒါပေမဲ့ လူတယောက်ရဲ့စိတ်ထဲမှာဘာရည်ရချက်ရှိနေတယ်လဲဆိုတာကိုတရားခွင်မှာဘယ်လိုလုပ်သက်သေပြကြမလဲရှင်အရန်ကောင်းတဲ့အချက်ကိုထောက်ပြတာပါပဲရာဇဝမှုတွေမှာဆိုရင်လေဖြစ်မှုကျူးလွန်စုမှာဖြစ်မှုကျူးလွန်လို့တဲ့ရည်ရချက် mans ria ရှိမရှိဆိုတာဟာအရေးကြီးဆုံးစိတ်ပိုင်းဆိုင်ရာအကြောင်းအရာတစ်ခုပဲဥပမာလူတယောက်ကနောက်တယောက်ကိုဓာတ်နဲ့ထိုးလိုက်တယ်ဒါကရုပ်ပိုင်းဆိုင်ရာအကြောင်းအရာပေါ့ဒါပေမဲ့သူ့မှာတတ်ချင်တဲ့ရည်ရချက်ရှိခဲ့လား ဒါမှမဟုတ်ကိုကိုကိုကာကွယ်ရင် မတော်တဆဖြစ်သွားတာလား။ဟွန်းအဲ့ဒီပုံမူဒီပြီးပိတံမကြီးကွာသွားနိုင်တယ်နော်။ဟုတ်ပါလူတောက်မှုနဲ့ကိုလိုလက်လုံးမှုစပြီးကွာသွားနိုင်တယ်။ဆိုတော့အဲ့ဒီရည်ရွယ်ချက်ကိုသူ့ရဲ့အပြုအမူတွေပြောစကားတွေကြိုတင်ပင်စံမှုတွေလို့တွဲဝိုက်တဲ့ချက်တွေနဲ့တက်တည်ပြတာပါ။စိတ်ပိုင်းဆိုင်ရာအကြောင်းအရာဆိုတာတကယ်စိတ်ဝင်စားဖို့ကောင်းတယ်။ဒါစင်တရားဝင်တို့ခုမှဒီလိုရုပ်ပိုင်းရုံစိတ်ပိုင်းမှာအကြောင်းအရာကြီးယာနေချီပြီးရှိနေနေတာပေါ့ အဲ့ဒီထဲကမှတကယ်အရေးပါပြီးနှစ်ဖက်အပြိုင်ငင်းနေကြတဲ့အမှုရဲ့အနိုင်ရရှုံးကိုဆုံးဖြတ်ပေးမယ့်အဓိကကြတဲ့အချက်ကိုရောဥပဒေကတည်တတ်နာမည်ပေးထားတာမျိုးရှိပါသလားရှိပါတယ်ခင်ဗျာအဲ့ဒါကိုအငင်းထွက်အကြောင်းအရာ fact and issue လို့ခေါ်ပါတယ်ဒါဟာအမှုတစ်ခုရဲ့ဟန်တုံးလုံးထားပဲတရားခွင်မှာ အချက်လက်တွေရားနဲ့ချီတင်ပြနိုင်ပေမဲ့ဒီတစ်ခုတည်းတော့မေခွန်ရဲ့အဖြေပေါ်မှာပဲအနိုင်အရှုံးကမူတည်နေတာပါ ရှင်းနေတယောက်ရဲ့အဓိကတောင်းကအဲ့ဒါကိုပဲအာယုံဆက်ရမှာပေါ့နော်ဟုတ်တယ်တွေ့အထောက်ထားအားလုံးကိုဒီပိမတ်တစ်ခုတည်းကိုပဲချင်းရွယ်ရတာပါဥပမာလေးနဲ့ဆိုပိုရှင်းသွားမှမသိဘူးရှင်ဥပမာလူတတ်မှုတစ်ခုမှဆင်းလေကာကခါကိုတေးစေခဲ့သလားကာမခါကိုတေးစေလို့တဲ့ရည်ရွယ်ချက်ရှိခဲ့သလားတမမောကာကိုခါကယုဒိယအကြီးကြီးဒေါတာထော်အပြုလုပ်ခဲ့လို့တတ်မိသွားတာလားဒါရီအလိုဟာ အမှုရဲ့အဆုံးဖြတ်ကိုတိုက်ရိုက်တိုက်ရောက်ဆိုတဲ့အငင်းထွက်အကြောင်းအရာတွေပါပဲတရားလိုကဟုတ်တယ်ရည်ရွယ်ချက်နဲ့တက်တာလို့ပြောမယ်တရားခံပကမဟုတ်ဘူးမတော်တဆဖြစ်တာလို့ညင်းမယ်အဲ့ဒီအချက်တွေပေါ့အတိအကျပါပဲတရားရုံးကအဲ့ဒီအငင်းထွက်အကြောင်းအရာကိုပဲအဆုံးဖြတ်ဖြစ်ရမှာပါဒါဆိုရင်ရှေ့နေတွေကသူတို့ရဲ့အထောက်အထားတွေကိုအဲ့ဒီအငင်းထွက်အကြောင်းအရာကိုတက်တည်ပြဖို့ပဲအာရုံစိုက်ရမှာပေါ့ဆိုလိုတာကတရားခွင်မှာကြုံတလို့အချက်လက်တိုင်းကိုတင်ပြလို့မရဘူးဆိုတဲ့သဘောလားရှင် ဥပမာလူသက်မှုမဖြစ်ခင်တကအလိုမှာတရားခံကရုပ်ရှင်သွားကြည့်တယ်ဆိုတဲ့ချက်မျိုးကတော့အရင်မပါတော့ဘူးထင်တယ်။တိကြပါတယ်။အဲ့ဒီမှာဆက်ဆိုင်ခြင်း relevance ဆိုတဲ့သဘောတရားဝင်လာပါတယ်။တရားရုံးမှာအချင်းလက်တိုင်းကိုတင်ပြခွင့်မရှိပါဘူး။အချင်းကုန်ပြီးအမှုကို land rise နိုင်လို့ပါ။တင်ပြမဲ့အကြောင်းအရာဟာအငင်းထွက်အကြောင်းအရာနဲ့တရားဥပဒေကသတ်မှတ်ထားတဲ့ပုံစံတွေအတိုင်းဆက်ဆံမှုရှိမှသာတရားရုံးကလက်ခံပါတယ်။ အဲ့ဒါကိုဥပဒေကြောင်းရဆက်ဆိုင်မှု legal relevance လို့ခေါ်တာပေါ့ဟုတ်ပါတယ်ကျွန်တော်ရှင်းနေဘွားတော့ကဆိုရင်တစ်ဖက်ရှင်တွေကသူ့အမှုတွေရဲ့ကိုချင်းတရားကောင်းကြောင်းပြချင်လို့ရက်ွက်ထဲမှာအလူအတန်းဘလောက်လုတ်တယ်ဘရားတရားဘလောက်လုတ်တယ်ဆိုတာတွေရှောက်ပြောတာဂျုံဖူတယ်တရားသူကြီးကဒါဟာအမှုနဲ့မဆက်ဆိုင်ဘူးဆိုပြီးချက်ချင်းတားလိုက်ရတာပဲဟာဟာအဲ့လိုဒီလဲရှိတာရောဒါဆိုတကယ်ဆက်ဆိုင်တဲ့ဥပမာတစ်ခုကတော့ဘယ်လိုမျိုးဖြစ်မလဲရှင်ဥပမာတစ်ခုကလူတတ်မှုမဖြစ်ခင်15မိနစ်အလုံးမှာ တရားခံလောင်းကဆေးထဲမှာဓာတ်တစ်ချောင်းဝဲသွားတာကိုတရားရောက်ကမြင်လိုက်တယ်။ဒီဓာတ်ဝဲရင်ဆိုတဲ့အကြောင်းအရာဟာလူတတ်မှုဆိုတဲ့အငင်းတွက်အကြောင်းအရာနဲ့အကြောင်းအကျိုးဆက်အနေနဲ့တိုက်ရိုက်ဆက်ဆိုင်နေတဲ့အတွက်တရားယုံကတသက်ဖြစ်လက်ခံပါပါ။အင်းခုနပြောတဲ့ရုပ်ရှင်သွားကြည့်တဲ့အချက်ကတော့လူတတ်မှုနဲ့ဘယ်လိုမှတိုက်ရိုက်မပတ်သက်တဲ့အတွက်လက်ခံမှာမဟုတ်ဘူးပေါ့။ဟုတ်ပါ။ ကောင်းပြီဒါဆိုအကြောင်းအရာတွေကအငင်းတို့အကြောင်းအရာနဲ့ဆက်ဆိုင်ရမယ်ဆိုတာကိုနားလည်ပါမိအဲ့ဒီဆက်ဆိုင်တဲ့အကြောင်းအရာတွေကိုတရားရုံးကိုဘလို့ပုံစံနဲ့တင်ပြကြသလဲကျမတို့တက်သေးဆိုရင် service sale တွေကိုပဲပြည့်မြင်ကြတယ်ဥပဒေမှာရောစာတမ်းအမှတ်အသား document ဆိုတာစာရွက်ပဲလားလုံးဝမဟုတ်ပါဘူးဥပဒေရဲ့အတိပဲဖွင့်ဆိုရက်ကအများကြီးကျေပြန်ပါတယ်အချက်လက်တစ်ခုကို akhera ကနဓမ္မမအမတ်တသားတစ်ခုခု တုံးပြီးမှတ်တမ်းတင်ထားတဲ့ဘေးရာဝတ္ထုမဆိုစာရန်အမတ်သားထင်နိုင်ပါတယ်။ဩစာရွက်ပုံမှာဖြစ်เสียမလိုဘူးပေါ့မလိုပါဘူးအဓိကကဘေးအရာပုံမှာမှတ်တမ်းတင်ထားတယ်ဆိုတာချက်အချက်လက်ကို ဖော်ပြနေသလားဆိုတာကပိုအရေးကြီးပါတယ်။လေးရေးစာပုံနှိပ်စာတွေကတော့တည်တာပါတယ်။ဒါပေမဲ့မြေပုံ ဒါမှမဟုတ်အဆောင် plan တွေကိုစဉ်းစားကြည့်အဲ့ဒီမှာစာလုံးတွေအများကြီးမပါပေမဲ့မြင်းတွေတင်ခဲ့တဲ့တွေနဲ့အချက်လက်ကိုဖော်ပြနေတယ်တလားဒါတွေလည်းစာတန်းအမှတ်တာပါပဲရှေဟောင်းကြောက်ဖျားဖို့ကကမြင်းစာတွေအော်အဲ့ဒါတွေလည်းပါတာပေါ့တတ်သူပြဘော်ကစာတွေလည်းပါဝင်ပါတယ်ခဏလေး ကျမဖတ်လိုက်ရတဲ့အထင်းမှာကာတွန်းပုံ caricature ကတော့စာတမ်းမှတ်သားဖြစ်နေတယ်ဆိုတာတော့တကယ် unoff ကောင်းလေကျမကစာကြုတ်တွေသဘောတူညီချက်တူလို့တရားဝင်ဆန်တဲ့အရာတွေကိုပဲထွေးထားတာဘာကြောင့်ရဲစရာပုံတစ်ခုကဥပဒေရှေ့မှာဒီလောက်အေးပါသွားနိုင်ရတယ်လဲဟုတ်ပါတယ်အန်အောစရာကောင်းပေမဲ့ယူတည်ရှိပါတယ်ဘာလို့လဲဆိုတော့ရဲစရာတေယောပုံတွေကစာလုံးမပါပဲပုံတွေအမှတ်သားတွေနဲ့ လူပုဂ္ဂိုလ်တို့တာမဟုတ်အဖြစ်ပြက်တစ်ခုကိုရည်ညွှန်းဖော်ပြနေလိုပါပဲဥပမာနိုင်ငံရေးသမားတစ်ယောက်ကိုတရော်ထားတဲ့ကာတွန်းတစ်ခုဟာသူ့ရဲ့ဂုဏ်တင်ကိုထိခိုက်စေတယ်ဆိုပြီးတရားစွဲတဲ့အခါအဲ့ဒီကာတွန်းပုံကိုယ်တိုင်ကအဓိကကျတဲ့စာတမ်းမှတ်သားထစ်ထစ်ခံဖြစ်စီဖြစ်လာတာပေါ့အဓိကကအချက်အလက်ကိုဆက်သွယ်ပေးပို့နိုင်စွမ်းရှိနေဖို့ပဲပေါ့နော်အဓိကပါပဲ Okay ဒါဆိုကျွန်မနားလည်လာပြီမြေပုံတွေကာတွန်းပုံတွေတော့စာတမ်းမှတ်သားဖြစ်နိုင်တယ် ဒါဆိုလူသက်မှုမှာတုံးတဲ့သွေးစွန်းနေရဒါဒါမှမဟုတ်ခိုးရပါပြီစီလိုမျိုးတကယ်လက်စွပ်လက်ကင်ပြလို့ရတဲ့အရာတွေကြတော့ရောအဲ့ဒါတွေကအကောင်းဆုံးတက်တည်တွေပဲမဟုတ်ဘူးလားအဲ့ဒါတွေကိုဥပဒေကဘလို့ခေါ်လဲတက်တည်ခန့်တဲ့ evidence လို့ပဲတန်းခေါ်လဲလို့ရလားမရပါဘူးခင်ဗျာဒီအချက်ကလူတို့များများမားတဲ့အချက်ပါတက်တည်ခန့်ဥပဒေကတက်တည်ခန့်ချက် evidence ကိုနှမျိုးတဲ့ပဲတိတိကျကျသတ်မှတ်ထားတာပရမတ်ခုက nukta ti khanche ba oral evidence ba ta ga lo tatte ri ga tiya yong she ma ko dai pa sa ne that so pyo cha che ti bo duriya de khu ga sa ran amat tha tet ti khanche documentary evidence bo ta ga lo tiya yong ga chi shu sis se bo tin twen ne sa chou dat bon mie bon sa re khu na pyo ga de sa ran amat a ta re ba da so twe so ni de ta ga be ni ya ma twan le shin ခုနပြောတဲ့တွေးစွန်းနေတဲ့ဒါလူမျိုး ယောဝတ္ထုပစ္စည်းတွေကို ဥပဒေကတတ်တဲ့ခံချက်ဆိုတဲ့စကားလုံးနဲ့တိုက်ရိုက်မခေါ်ပါဘူးသူကိုယောဝတ္ထုပစ္စည်း material object လို့ပဲသတ်မှတ်ပါတယ်သူချီတတ်တဲ့တရားခွင်နဲ့ယူလာပြီးစာပွဲပေါ်တင်ထားလို့ဘာတွေပင်မှမရှိပါဘူးအော်သူကတတ်တွေတွေ့ရောက်ရဲ့စကားနဲ့တွဲမှအသက်ဝင်တာပေါ့ဟုတ်တယ်နုတတ်တဲ့ခံချက်နဲ့တွဲဖက်ပြီးမှသာ အသက်ဝင်လာတာပါဥပမာရဲရရှိတယောက်ကဒီသားကို အခင်ဖြစ်ပွားရနေရကနေ့ ကျွန်တော်တွေ့ရှိခဲ့တာပါဒါမှမဟုတ်မျက်မြင်တက်တဲ့တယောက်ကဒါတရားခံကင်ထားတာကိုကျွန်တော်မြင်လိုက်တဲ့ဒါပါလို့ထွဆိုမတာအဲ့ဒီဒါကအမှုနဲ့တက်ဆိုင်တဲ့အထောက်ဒါတစ်ခုဖြစ်လာတာပါဒါတော်တော်လေးကိုအရေးကြီးတဲ့ဒီစိတ်ချက်ပဲဒါဆိုရင်တရားယုံကနှုတ်တက်တဲ့ခံချက်တည်းစာတန်အမတ်တာတသက်ခန့်ချက်တီးပြီးတော့တသက်တီးနဲ့ချိတ်ဆက်တင်ပြတဲ့ရုပ်ဝတ္ထုပစ္စည်းတွေအလုံးကိုစစ်ဆေးပြီးပြီဆိုပါစို့အဆုံးတက်မှာတရားသူကြီးကအငင်းထွက် အကြောင်းအရာတစ်ခုကိုမှန်တယ်ဒါမှမဟုတ်မားတယ်လို့ဘလို့ဆက်နှုံးနဲ့ဆုံးဖြတ်ပါတယ်သူရဲ့ကိုယ်ပိုင်ခံစားချက်နဲ့ဆုံးဖြတ်တာမျိုးလားလုံးဝမဟုတ်ပါဘူးဥပဒေကတရားသူကြီးရဲ့ယုံကြည်မှုအစင်အတန်းကို တိုင်းတာဖို့အတွက် ရှင်းလင်းတဲ့ဆန်တစ်ခုပေးတာပါတယ်အဲ့ဒါကို prudent man's test လို့ခေါ်တယ်စင်ကြင်တုံတရားရှိသူရဲ့စံသက်ချက်နဲ့တိုင်းတာပြီးအခြေအနေ၃မျိုးသတ်မှတ်ပေးတာပါတယ်စင်ကျင်တုံတရားရှိသူရဲ့စံတချက်စိတ်ဝင်စားစရာပဲ။ဘာဒီလဲအဲ့ဒီအခြေအနေ၃မျိုးပါ။ပထမအခြေအနေက တက်တည်ထင်ရှားခြင်း proofed ပါတင်ပြလာတဲ့တက်တည်ခန့်ချက်တွေရတရားသူကြီးကဒီအကြောင်းအရာဟာအမှန်တကယ်ဖြစ်ပျက်ခဲ့တယ်လို့စစ်ထမ်းမှလုံးဝယုံကြည်သွားတာအင်းဒါမှမဟုတ်တာမန်စင်ကျင်တုံတရားရှိတဲ့သူတယောက်ကဆိုရင်ဒီချက်ကိုအမှန်လို့ယူဆပြီးသူ့ရဲ့အရေးကြီးတဲ့ကိစ္စတွေမှာဆောင်ရွက်လိမ့်မယ်လို့ယူဆရတဲ့အခြေအနေမျိုးပေါ့အချက်လက်တွေကခိုင်မာနေပြီးတန်တရားဖြစ်စရာမရှိရတဲ့အခြေအနေမျိုးပါဒုတိယအခြေအနေကတက်တည်ထင်ရှားမှုမရှိခြင်း disproved ပါဒါကတော့ပြောင်းပြန်ပေါ့တရားသူကြီးကဒီအကြောင်းအရာဟာအမှန်တကယ်မဖြစ်ပျက်ခဲ့ဘူးလို့ယုံကြည်သွားတာဥပမာတယောက်ကငွေချေးတယ်လို့ဆွဆွဲတယ်ကို့မှာပြန်ဆက်ပြေးကြောင်းပြေစာပြလိုက်နိုင်ရင်ဟုတ်ပါတယ်အဲ့ဒီအခါအကျွေးကြံသေးတဲ့ဆိုတဲ့အချက်ဟာတတ်သိထင်ရှားမှုမရှိ disproved ဖြစ်သွားပါမယ်ကောင်းပြီဟုတ်တယ်နဲ့မဟုတ်ဘူးကိုသိပြီဒါပေမဲ့တခါလေးအဖြူမြဲတဲတဲကိုယ်ခွဲလို့မရတဲ့အခြေအနေတွေလည်းရှိမှာပေါ့ရှင်ကြည့်ကြပါလေအဲ့ဒါတိတိယအခြေအနေပါ မထင်ရှားချင်မှာဒါကတော့ကြားအခြေအနေပါ အမှန်လို့လည်းလက်မခံနိုင်အမားလို့လည်းမဆုံးဖြတ်နိုင်တဲ့အခြေအနေပေါ့50 50လို့မျိုးလားဟုတ်တယ်နှစ်ဖက်သက်တည်းက50 50လောက်ဖြစ်နေပြီဘေဘက်ကမှအလေးသားအောင်တသေးမပြနိုင်သေးတဲ့အခြေအနေမျိုးကိုဆိုလိုတာပါမန်မမန်မကွဲပြားသေးတဲ့မိခိုးရောင်နေမျိုးပေါ့အဲ့ဒီကြားအခြေအနေမထင်ရှားခြင်းဆိုတာရဲ့အကျိုးဆက်ကဘာဖြစ်မလဲဒါကကျတော့အရေးကြီးမဲ့ပုံပဲအမှုကအဲ့ဒီမှာပဲရက်နေတော့မှာလား ရာဇဝဲမှုတွေမှာဆိုရင်ဒါကအလွန်ရည်ကြည်ပြီးအဆုံးဖြတ်ပေးတဲ့ချက်တွေထားပါတယ်။ရာဇဝဲမှုမှာအစိုးရဘက်ကတရားခဏ်ရဲ့ပြစ်မှုကိုကြိုးကြောင်းစီလိုတော့တန်တရားကင်းရှင်းတဲ့အထိ beyond reasonable doubt တတ်တည်ပြရမယ်ထောင်ရှိတယ်လေ။အယမ်းမြင့်မားတဲ့စာနှစ်ခုနော်။ဟုတ်ပါတယ်။အကယ်၍အစိုးရဘက်ကခိုင်လွန်အောင်တတ်တည်မပြနိုင်လို့အမှုက မထင်ရှားတဲ့အခြေအနေ ဖြစ်နေရင်တရားရုံးကတရားခဏ်ကို အမှုမှာတရားတည် လုပေးရပါတယ်။အော်ဆိုလိုတာက တက်တင်မခိုင်လွန်ရင် မသေးကြမေးရဖြစ်နေရင်အကျိုးကိုတရားခံဘက်ကခံစားခွင့်ရှိသွားတာပေါ့အတိကြပါပဲမသေးကြရင်အပြစ်မရှိဆိုတဲ့တရားစီရင်ရေးရဲ့အခြေခံမူဝါဒကြီးကိုဒီမထင်ရှားခြင်းဆိုတဲ့သတ်မှတ်ချက်ကအားဖြည့်ပေးထားတာပါတရားလိုဘက်ကတက်တင်မပြနိုင်တာဟာတရားခံရဲ့အပြစ်ကင်းရှင်းမှုပဲဖြစ်ပါတယ်ဒီနေ့လေ့လာခဲ့တာတွေကိုပြန်ကြည့်ရင်ဒါတွေဟာဥပဒေစာအုပ်ထဲကစကားလုံးအချောက်တွေမဟုတ်ဘူးဆိုတာအရင်ရှင်းသွားပါပြီ တရားခွင်ဆိုတဲ့စင်မြင့်ကို အသေးပဲဖွင့်တာကနေစပြီးအကြောင်းအရာတွေအဲ့ဒီထဲကမှအဓိကကျတဲ့အငင်းထွက်အကြောင်းအရာပြီးတော့အဲ့ဒါကိုတတ်တည်ပြဖို့ဘီလိုတတ်တည်ခံချက်တွေကဆက်ဆိုင်တယ်လေနောက်ဆုံးမှာအဲ့ဒါတွေအားလုံးကိုချိန်ဆပြီးတတ်တည်ထင်ရှားခြင်းဆိုတဲ့အဆုံးဖြတ်ကိုဘီလိုစံနှုန်းနဲ့ပေးတယ်လဲဆိုတဲ့လုပ်ငန်းစဉ်တစ်ခုလုံးကိုတွေးလိုက်ရတာပဲ